ဒီလိုများပြားလာတဲ့အားနဲ့ချက်တွေကြောင့် Brandon Allen ကိုဒိုင်ပွဲရနဲ့ရှုံးခဲ့ရတဲ့ Rania Director ပရိသတ်များအားလုံးပဲမင်္ဂလာပါများ Manchester Football ဇောင်းတင်ဆက်နေပါတယ် UFC Fight Night Vancouver ရဲ့ကောင်းပွဲဖြစ်တဲ့ Rania Director နဲ့ Brandon Allen တို့ရဲ့ Middleweight ပွဲစဉ်ကတော့ရင်ခုန်စရာသိမ်းမရှိခဲ့ပေမဲ့ Rania ရဲ့အားနဲ့ချက်တွေကိုထင်ရှားစွာဖော်ထုတ်ပြသခဲ့တဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ရပါတယ်ဒီပွဲမှာ Allen ကရုတ်ထချီမှာ TKO ခေါင်းဆောင် Stoppage နဲ့နိုင်ရရှိခဲ့ပြီး Rania ရဲ့ UFC မှတ်တမ်းမှာပထမဆုံးရှုံးပွဲဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် Rania Director က1 Championship မှာအောင်လကိုအနိုင်ယူပြီး မီဒယ်ဝိတ်နဲ့လိုက်ဟက်ဗီဝိတ်တန်းချန်ပီယံကပတ်နှစ်ခုကိုရယူထားမှုတဲ့ဖိုက်တာဖြစ်ပါတယ်။ UFC ကို2023ခုနှစ်မှာရောက်ရှိလာခဲ့ပြီးတော့ Robert Whittaker ကလိုမျိုးထိတ်တန်းဖိုက်တာတွေကိုလည်းအနာယူပြထားပါတယ်။ဒါပေမဲ့ Elan နဲ့ပွဲစဉ်မှာသူ့ရဲ့အားနည်းချက်တွေကထင်ရှားစွာပေါ်လွင်ခဲ့တာတွေ့ရပါတယ်။ Radia က Jujesu နဲ့ Juronis နှစ်တင်မှာထူးချွန်မိမယ်။ဒုတိယအချိန်မှာ Bad Position ကနေနေထားပြောင်းရင်းနဲ့ချော်ထွက်သွားခဲ့ရပါတယ်။ဒါကသူ့ရဲ့နေ့စနစ်ပိုင်းအာရုံစုဆိုင်မှုအားနည်းတာကိုပြသပါတယ်။အီလန်လို ground ပိုင်းခဏရရှိတဲ့ fighter နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ဒီလိုမားတွေကအကျိုးဆက်တွေဖြစ်ပေါ်စီပါတယ်။ တပ်တွေအနေနဲ့ကတော့ဒီပွဲကိုကြည့်ရင်သိတာပါလိဒီတရားချီနဲ့သရုပ်ထချီမှာအီလန်ရဲ့ ground mine ထိုးတင်တိုက်ခိုက်မှုကိုရိုင်းယာကထိရောက်စွာကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။သူရဲ့ဂျူဂျဲစုကိုအဓိကအားကိုးပြီးတော့ဆက်မရှင်ကိုဦးစားပေးတတ်တဲ့ပုံစံကြောင့်ထိုးတင်တိုက်ခိုက်မှုကိုခံနိုင်မရှိတာကထင်ရှားခဲ့ပါလိ။ရိုင်းယာရဲ့အားနဲ့ချက်တစ်ခုက stand fight မှာထိရောက်မှုမရှိတာပါ။ဒီပွဲမှာသူက take down ရဲ့ ground mine ကိုဦးစားပေးခဲ့ပြီးတော့ stand fight မှာအီလန်ကိုဖိအားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ UFC ရဲ့ထိပ်တန်း fighter တွေက stand fight နဲ့ ground fight နှစ်ခုလုံးမှာထိရောက်မှုရှိဖို့လိုအပ်ပြီးတော့ Rania ရဲ့ stand fight အားနည်းမှုကသူ့အတွက်အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။နောက်ထပ်အားနည်းချက်တွေကိုဆက်ပြောရရင်တော့တတိယချီနဲ့သရုပ်ထချီမှာ Rania ရဲ့ပြင်ပန်းနွမ်းနေမှုကထင်ရှားစွာပေါ်လွင်ခဲ့ပါတယ်။ Elan ရဲ့ PRB ကစားပုံကိုရင်ဆိုင်ရတဲ့အခါမှာ Rania ကစိတ်ပိုင်းဆိုင်ရာခံနိုင်ရည်နဲ့အာရုံစူးစမ်းမှုအားနည်းခဲ့ပါတယ်။ဒါကသူ့ရဲ့ One Championship မှာအချိန်တို့အတွင်း Submission နဲ့အနိုင်ရတဲ့ပုံစံကြောင့်ဖြစ်နိုင်ပြီးတော့ UFC ရဲ့အခြေပေါင်းများစွာတိုက်ပွဲမှာခံနိုင်မရှိတာကိုပြသပါရီဒေါက်တာချီမာတော့အီလန်ရဲ့ယုံကြည်မှုမြင့်တက်လာမှုနဲ့ဖိအားပေးကစားပုံကိုရိုင်းနီယာကမခံနိုင်ခဲ့ပါဘူးသူ့ရဲ့ ground mind နေ့စတေကအီလန်ကိုမထိန်ချုပ်နိုင်ခဲ့ပေနဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲမှုကသူ့ရဲ့ကစားပုံစွမ်းရည်ကိုထိခိုက်စေခဲ့ပါရီဒါဟာ UFC ရဲ့ထိတ်တန့် fighter တွေနဲ့ရင်ဆိုင်ရတဲ့အခါစိတ်ပိုင်းဆိုင်ရာခိုင်မာမှုမလုံလောက်တာကိုထင်ရှားစေပါရီနောက်ပြီးရိုင်းနီယာရဲ့နေပြူဟာကထိတ်တောင်းတဲ့ submission ပိုင်းကိုအဓိကအားကိုးထားပြီးတခြားနီလန်တွေကိုထိရောက်စွာအသုံးမပြုနိုင်ခဲ့ပါဘူး ေလန်ကသူ့ရဲ့ set mission ကိုကာကွယ်နိုင်တဲ့အခါမှာတော့ Rania မှာတခြားပြူဟာအစီအစဉ်ဖြစ်တဲ့ plan B ဆိုတာမရှိခဲ့ပါဘူး။ဒါဟာ UFC ရဲ့ထိတ်တန့် fire ရည်နဲ့ရင်ဆိုင်ရတဲ့အခါမှာနီးပြူဟာပိုင်းပြောင်းလဲမှုမရှိတာကိုပြသပါရစေ။အီလန်ရဲ့ ground mine ခဏကြီးနဲ့ထိုးတင်တိုက်ခိုက်မှုကို Rania ကမကန့်မှန်းနိုင်ခဲ့ပါဘူး။အီလန်က submission defense မှာထူးချွန်ပြီးတော့ ground mine ထိုးတင်တိုက်ခိုက်မှုမှာအားသာခဲ့ပါရစေ။ Rania ရဲ့နီးပြူဟာကအီလန်ရဲ့ကစားပုံကိုထိရောက်စွာမတုံ့ပြန်နိုင်ခဲ့တာပါ။ ဒီပွဲစဉ်ကရာနီယာရဲ့ UFC ချန်ပီယံဖြစ်ဖို့အလားအလာကိုမေကွန်းထုတ်စီခဲ့ရတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ချန်ပီယံစုအတွက်ရည်မှန်းတဲ့ဆိုရင်ရာနီယာအနေနဲ့ Stand Fight တိုက်ခိုက်မှုတိုးတက်ဖို့ Ground Mind ခန္ဓာကြီးတိုးမြင့်ဖို့နောက်ပြီးစိတ်ပိုင်းဆိုင်ရာခန္ဓာကြီးမြင့်တင်ဖို့နှီးပြပိုင်းကွဲပြားအောင်ချမှတ်နိုင်မှုစားရတဲ့အချက်တွေလိုအပ်မယ်ထင်ကြပါခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။